โอเคဒီနေ့ကျွန်တော်အရန်ထူးခြားတဲ့သတင်းကိုပြောမယ်အရန်ကျွန်တော်တို့တသက်လုံးအလိန်ခံခဲ့ရတာတွေကျွန်တော်ပြောပြမယ်အရန်ထူးခြားတဲ့သတင်းတစ်ခုပေါ့ဘလို့ဖြစ်လဲဆိုတော့အခု PPC ကကျွန်တော်တို့မွေးကြတယ်ဗောနဒီတစ်ခါဝလုံးကနေသူ့ကိုဗောနယုံကြည်ခဲ့ကြတယ်ကျွန်တော်မြန်မာနိုင်ငံလည်းမဟုတ်ဘူးတစ်ခါဝလုံးကသူ့ကိုယုံကြည်ကြတယ်သတင်းမှန်တွေထုတ်လင်းပေးတယ်အခုဘာဖြစ်လဲဆိုတော့လုံးဝ PPC ကွာမိဗောသူတို့ရဲ့ PPC ရဲ့အတွင်ပိုင်းသတင်းတွေထွက်လာတယ်ထွက်လာဆိုဘလို့ဖြစ်လဲဆို PPC ကတဲ့အလွန်ဆိုးရတဲ့ကျူးလွန်မှုတွေပြုလုပ်နေတယ် အဲ့ဒါအဲ့လိုဆိုးရတဲ့ကျူးလွန်မှုတွေကဘာလို့ဖြစ်လဲဆိုတော့စနင်းတကြပြုတ်လုံနေတယ်အလွန်ဆိုးရတာတွေကိုစနင်းတကြပြုတ်လုံနေတယ်လို့အဲ့ဒါသူတို့အချင်းအတွင်းထဲကနေ BBC နဲ့ကိုထွက်လာတာဘာလို့ဖြစ်လဲဆိုတော့သူကတည်င်းအမှန်တွေကိုအမှန်တိုင်းမတင်ပြဘဲနဲ့လိန်လဲပြီးတော့သူကထုတ်လွှင့်နေတာဖြစ်တယ်ဥပမာဖြစ်ကျွန်တော်တို့ဂါဇာမှာပေါ့နော်အစ္စရေးနဲ့ဂါဇာရဲ့ ဒီဘောနဟမတ်တီကြောင်းနေဆိုရင်လည်းသူကဖက်လိုက်မှုတွေအများကြီးရှိခဲ့တာဆိုတော့သူက trap ပေါ်လာတယ်ဘလို့ဖြစ်လဲဆိုတော့ Israel ရဲ့ထိခိုက်မှုတွေပေါ့နော် Israel မှာနိုင်ငံနစ်နာမှုတွေကိုလုံးဝပေါ့နော် BBC ကတင်ပြတာလုံးဝမရှိဘူးပြီးတော့ Israel နဲ့မှန်တဲ့သတင်းတွေဆိုရင်ပေါ့နော်သူဟို Israel နဲ့ပတ်သက်တဲ့သတင်းတွေဆိုရင်မှန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 ်အကုန်ပေါ့နော်သူတို့ကအကုန်ထုတ်လွှင့်တယ်ဆိုလိုတာအမှားတွေလည်းပါတယ် Israel နဲ့ပတ်သက်တဲ့သတင်းတွေဆိုရင်အထူးသဖြင့်ကျွန်တော်တို့ Israel မကောင်းတဲ့အကြောင်းတွေကြည့်ပဲသူကတခြားကိုလွှင့်နေပေါ့အဲ့လိုအဲ့လိုလာအဲ့မှလည်းရက်လာဆိုတော့အဲ့မှလည်းမရက်ဘူးပေါ့နော် ။ဘာဖြစ်လဲဆိုတော့ဟောပြီးတော့ Hamas နဲ့ပတ်သက်တဲ့ဟာတွေကိုလည်းပြီးတော့ဗီဒီယိုတချို့ကိုလည်း promotion လုပ်ပေးတယ်ပေါ့။ဥပမာဖြင့် Hamas Hamas ရဲ့ခေါင်းဆောင်ရဲ့သားတွေကိုခေါ်ပြီးတော့ဒီဟိုဂါဇာအတွက်ကို promotion တွေဗီဒီယိုတွေရိုက်ပြီးတော့သူကနေအဲလွှင့်ပေးတယ်ဆိုတော့ Hamas ကိုဘက်ကိုဘက်လိုက်တယ် Israel ဘက်ကိုသူကဟိုပေါ့နော်တိုက်ခိုက်တယ်ဆိုတဲ့ဘောမျိုးဖြစ်နေတယ်။ဥပမာဖြင့်နောက်တစ်ခုပြောပြမှာဆိုရင်ကျွန်တော်တို့ Israel ကဟိုထောင်သား၃ယောက်ကိုပေါ့နော်ဟို Israel ကတော့ထောင်သား၃ယောက်ကိုဟာမတ်စီကဖမ်းထားတယ်လို့ပြောတယ်။တကယ်တမ်းကျတော့အဲ့ သူတို့ထောင်စား၃ယောက်ဆိုတာကတကယ်တမ်းကျတော့တစားကန်၃ယောက်ပါထောင်စားနဲ့တစားကန်ဆိုတာမတူဘူးနော်ထောင်စားဆိုတာအပြည့်ရှိတယ်ကိုထောင်စားလို့ခေါ်တယ်တစားကန်ဆိုတာကသူတို့ကမတရားဖမ်းဆီးထားတာကိုတစားကန်လို့ခေါ်တယ်၃ယောက်လို့ခေါ်တယ်တကယ်တမ်းကျအဲ့ဒါထက်လိန်ထားတာတကယ်တမ်းကျမအေနဲ့ကလေး၂ယောက်မိခင်နဲ့ကလေးအရွယ်မြောက်သေးတဲ့ကလေး၂ယောက်ခြိထားတဲ့ကလေး၂ယောက်ကိုဟိုတစားကန်ဆိုခေါ်ထားတာဆိုတာ BBC ကတောက်လျှောက်ကိုလိန်တာ Hamas တိပဲဆိုရင်သူကအမြဲတမ်းသူက ကောင်းနေပြောတယ်သူတို့ဘက်ကဆိုရင်ဖော့ရော့ပြောတယ်ဟိုအစ္စရေးဘက်ကဆိုမကောင်းတာကြီးပြောတယ်အဲ့ဒါတင်ရလာဆိုတော့ not post ဆိုတာကဘာလဲဆိုတော့ Donald Trump 2021ရွေးကောက်ပွဲတုန်းကပြောတဲ့မင်းကုန်းကိုလုံးဝလိန်ချတာအဲ့ဒီအကြီးပေါ်အဲ့ဒါကြီးပိုအဲ့ဒီအကြောင်းကိုပို့ပြီးအခုတကဘာလုံးကအုံချွတ်ပို့ဖြစ်သွားတယ် Donald Trump က2021ရွေးကောက်ပွဲမှာသူမဲရှုံးတဲ့ချိန်မှာသူဘာပြောလဲဆိုရင်ပေါ့နော်သူတို့ငါတို့မျိုးတော်ကိုချီတက်မယ်မျိုးတော်မှာသွားပြီးတော့ငါတို့ရဲ့ဒီဖလွတ်တော်မှတ်တွေကိုချီကျူးမယ်ဂုံပြပြောဆိုမယ်လို့ပြောတာ အဲ့ဒါကို VC ကဖျက်ညက်ကတ်လုပ်ပြီးပါဖြစ်လဲဆိုငါတို့သူမျိုးတော်စီကိုချီတက်မယ်မင်းနဲ့ငါတို့ရှိအတူရှိမယ်အဲ့မှာအသေးချစ်တိုက်ပွဲဝင်မယ်ဆိုပြောလိန်လဲလွဲ့တာဆိုတော့အခုအအကြီးဘဒေါ်နထရန့်ဘလို့တုတ်ပြန်ပြီးတော့သူ့ကိုဘလို့တရားစွဲမလဲဆိုတော့ကျွန်တော်မသိရသေးစောင့်ကြည့်ရမယ်တကယ်ကို BBC ကကျွန်တော်တို့လိန်လဲမှုအကြီးတွေပေါ်လာတယ်ဗောနော်ခုမှအဲ့ဒါသတင်းထူတာကျေးဇူးအများကြီးတင်တယ် The Beeb now stands accused of doing a promotional video for Hamas. Good morning. You alright? Have you ever wondered what you'd do if your world was destroyed? That child turned out to be the son of a Hamas government minister. I'll down to the capital, and I'll be there with you, and we fight. We fight.